ဝါချန်နဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါတမာရွက်ကိုအသုံးပြုပြီးပျောက်ကင်းနိုင်တဲ့ယောဂတွေနဲ့ဘသူတွေမစားသုံးသင့်ဘူးလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တက်ဆက်သူထုတက်ပဲဖြစ်ပါတယ်ခင်ဗျာတမာရွက်ကိုအာရှနဲ့အာဖရိကဒေသတွေမှာရှေးခေတ်တွေကရိုးရဆေးပညာမှာအသုံးပြုလာခဲ့တဲ့ဆေးပတ်ဝင်အပင်တစ်မျိုးလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းတမာပင်ကိုအင်ရှိနဲ့အင်နော့ဆိုက်ပိုးလေးရှိပြီးအရွက်တွေကိုကျန်းမာရေးနဲ့အလှပအတွက်အသုံးပြုကြပါတယ်တမာရွက်မှာအန်တီဘက်တီးရီးယားအန်တီဗိုင်းရပ်စ်အန်တီဖန်ဂက် အန်တီအောက်ဆီဒန့်ဂုဏ်သတ္တုတွေပါဝင်ပြီးမျိုးမျိုးသောယောဂကုသရာမှာအထောက်အကူပြုပါတယ်ပထမဆုံးအနေနဲ့တမာရွေ့ရဲ့အဓိကအကျိုးကျေးဇူးတွေကိုမျှဝေပေးသွားခြင်းပါတယ်တမာရွေ့ဟာရေပြယောဂတွေကိုကုသရာမှာထိရောက်မှုရှိပါတယ်အန်တီဘက်တီးရီးယားနဲ့အန်တီဖန်ဂယ်ဂုဏ်သတ္တုတွေကြောင့်ဝက်ချံအဆီဘိုထွက်ခြင်းရေပြရရန်ခြင်းမှုပိုးဝင်ခြင်းအနာတွေကိုတက်တာစေပါတယ်တမာရွေ့ကိုကြိတ်ပြီးမျက်နှာပေါ်လိမ့်မိမယ်ဆိုရင်တော့ရေပြကိုတန့်စင်ပြီးတောက်ပါစေပါတယ်အန်တီအောက်ဆီဒန့်ဂုဏ်သတ္တုကြောင့်ရေပြအိုမင်းရင်းရုံမှုကိုပါနှိမ့်ကွေးစေပါတယ်နောက်တစ်ချက်ကတော့ တမာရွက်ကစပင်းနဲ့ဥယျာဉ်ပြကျမ်းမာရေးကိုကောင်းမွန်စေပါတယ်။တမာရွက်ဟာဥယျာဉ်ပြပြဿနာဖြစ်နေတဲ့လူတွေဥယျာဉ်ပြရရရင်တော့စပင်းကျွတ်တာတွေကိုတတ်တာစေပါတယ်။တမာရွက်ကိုရင်းနှီးနဲ့ပြုတ်ပြီးဥယျာဉ်ပြပေါ်လိမ့်မိမယ်။ဒါမှမဟုတ်ဆေးကြောမယ်ဆိုရင်တော့စပင်းကိုတန်ပါစေပြီးတောက်ပြောင်မှုကိုတိုးစေပါတယ်။နောက်တစ်ခုကတော့တမာရွက်မှာအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။တမာရွက်ဟာအစာချေစနစ်ကိုအားပေးပြီးအဆိတ်တောက်တွေကိုဖယ်ရှားပေးပါတယ်။တမာရွက်ကိုရင်းနဲ့ပြုတ်ပြီးတောက်ရင်ဥတန်းစင်မှုကိုဖြစ်ပြီးဝမ်းချုပ်ခြင်းနဲ့အစာမကြေခြင်းတွေကိုတတ်တာစေပါတယ်။ နောက်တစ်ခုကတော့စီချုပ်ရောကထိန်းချုပ်တာပါလိမ့်လာမှုတွေအရတမာရွက်မှာသွေးတင်းစကြားရက်ကိုထိန်းညှိပေးနိုင်တဲ့ဂုဏ်သက်တိပါရှိပါတယ်တမာရွက်တောက်ခြင်းဟာစီချုပ်ရောကရှိသူတွေအတွက်အကျိုးပြုပါတယ်နောက်တစ်ခုကရောဂါပိုးမွားတွေကို တိုက်ဖျက်ရမှာအသုံးပြုပါတယ်တမာရွက်ရဲ့ antibacteria antivirus antifungal ဂုဏ်သက်တိတွေကြောင့် bacteria virus နဲ့မှိုပိုးဝင်ခြင်းတွေကိုတိုက်ဖျက်ပေးပါတယ်ဖျားနာတာချောင်းဆိုးတာအရိုးရောဂါတွေကိုတတ်တာစေရန်အထောက်အပံ့ပြုပါတယ်နောက်တစ်ခုကတော့သွေးတန့်စင်ခြင်းနဲ့ကိုယ်ခံအားကိုတိုးမြင့်ပေးပါတယ် တမာရွက်ဟာသွေးထဲမှာအဆိတ်တောက်တွေကိုဖယ်ရှားပေးပြီးကိုယ်ခန္ဓာအစနစ်ကိုကောင်းမွန်စေပါတယ်။တမာရွက်ကိုပုံမှန်၃၀ကျင်းအားဖြင့်ယောဂပိုးမတွေကိုကာဝယ်ပေးပြီးကျန်းမာရေးကိုတိုးတက်စေပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့အင်းဆက်နဲ့ပိုးမတွေကိုကာဝယ်ပေးနိုင်တာပါ။တမာရွက်ဟာအင်းဆက်တွေကိုဖယ်ရှားပေးပြီးအိမ်မှာပိုးမတွေကိုကာဝယ်ရန်အတွက်အသုံးပြုကြပါတယ်။တမာရွက်ကိုအိမ်တွင်းမှာထားမယ်ဆိုရင်လည်းခြင်နဲ့အခြားအင်းဆက်တွေကိုကာဝယ်နိုင်ပါတယ်။ တမာယုတ်ကိုသုံးပြီးပျောက်ကင်းနိုင်တဲ့ယောဂတွေကတော့အရေပြားယောဂ၊အစစ်ယိုးနာခြင်းမှု၊အေးအမိဖျားနာတာ၊စီးကျိုယောဂ၊သမင်းနဲ့ဥယျာပြပြဿနာတွေ၊သွားနဲ့ဂရင်းကျန်းမာရွေတွေ၊ဥယောဂတွေအတွက်တမာယုတ်ကိုအသုံးပြုကြပါရစေ။ဒီနေရာမှာတခုတည်းပြေးချင်တာကပြင်းထန်တဲ့ယောဂတွေအတွက်ဆေးဘက်ဆိုင်ရာကုသမှုအစားထိုးရန်မသင့်ပါဘူး။ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။ဘသူတွေမစားသင့်ဘူးလဲဘေးထွက်ဆိုးကျိုးတွေကိုပါတစ်ဆက်တည်းမျှဝေပေးသွားခြင်းပါရစေ။မစားသုံးသင့်တဲ့သူတွေကတော့ကိုဝန်ဆောင်တဲ့နိုးတိုက်မိခင်တွေပါ။ ောက်တစ်ချက်ကတော့အသေးယောဂရှိတဲ့သူတွေပါတမာယောဂအသေးကိုဖိအားပေးနိုင်တာကြောင့်အသေးယောဂရှိတဲ့သူတွေနဲ့တမာယောဂကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်တမာယောဂကိုအချို့သူတွေအတွက်ဓမ္မတွတ်မှုဖြစ်စေနိုင်ပါတယ်နောက်တစ်ခုကတော့စီးကျိုဆေးသုံးဆွဲနေသူတွေပါတမာရွက်ကသွေးရင်းတကြားဓာတ်ကိုရှော့ချနိုင်တာကြောင့်စီးကျိုဆေးတွေနဲ့ပေါင်းဆက်ပြီးသုံးဆွဲမယ်ဆိုရင်သွေးရင်းတကြားဓာတ်အလွန်နှေးပါသွားနိုင်ပါတယ်နောက်တစ်ချက်ကတော့ဆေးဝါးသုံးဆွဲနေတဲ့လူတွေပါ တမာရွက်ကအချို့ဆေးဝါးတွေနဲ့တပြုတ်နိုင်တာကြောင့်ဆေးအောင်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။ဘေးဒက်ဆူကျူးတွေအနေနဲ့လွန်ညွန်စားသုံးမယ်ဆိုရင်တော့အဆိုင်နဲ့ဥလန်းကြောင့်ပြဿနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒါမဲ့တွေ့မှုဖြစ်ပေါ်နိုင်ပြီးရားရံခြင်းဒါမှမဟုတ်အပုပိန်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ရေရှိရလွန်ညွန်သုံးဆွဲမယ်ဆိုရင်တော့အသေးနဲ့ကြောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ဒီနေရာမှာဘယ်လိုအသုံးပြုရမလဲဆိုရင်တော့တမာရွက်ကိုရေနဲ့ပြုတ်ပြီးတောက်တာ ချိန်ပြီးလိမ့်တာအရွက်ကိုဝါးစားရအသုံးပြုနိုင်ပါတယ်။ဒါပေမဲ့လည်းတနေ့ကို2ရွက်5ရွက်ခန့်သုံးဆွဲဖို့ပဲအကြံပြုပါတယ်။အခုပြပြပေးခဲ့တာတမာရွက်ရဲ့အကျိုးကျေးဇူးတွေအကြောင်းကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။ One Channel ကနေအခုလိုကြိုးရှိစေမဲ့ကျမ်းမိုက်ဘူးဒရများစွာကိုတင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။ One Channel ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေ။